င်ကသူ့ဖိုးနဲ့လေ့ကျင့်ခန်းတွေကုန်ပြီးသွားတော့ Iron Pit ပြန်ပွဲကိုစတင်ဖို့လေရင်စီးပြီးတော့ပြန်ပွဲချင်းပါနေရောက်သွားနေပါပြီ။ဒါမဲ့လမ်းမှာတော့ဂျင်ကသူ့ဖိကိုအင်တာနက်မှာရှာကြည့်နေပါတယ်။ရှာလိုက်တဲ့အခါမှာတော့အန်ဩစရာကောင်းတဲ့သတင်းတွေကိုတွေ့ရပါတယ်။သူ့ဖိနဲ့သူ့ဖိုးကအရင်ပြန်ပွဲတစ်ခုမှတိုက်ခိုက်ခဲ့တယ်ဆိုတာသိလက်ရပါတယ်။သူ့ဖိုးကတော့ဂျင်ရဲ့ဖိကိုတတ်လိုက်တာလို့လဲကောလာဟာလာလေးလည်းရှိနေပါတယ်။ဂျင်ကတော့အဲ့ဒီကိစ္စတွေကိုသိနာမလဲပါဘူး။လေမောဆင်းလာတော့ပြန်ပွဲမှာပါဝင်မဲ့လူချုံးတွေတွေ့ပါတယ်။ ူနဲ့လက်ချင်းမှာတငယ်ချင်းကိုလည်းတွေ့ရပါတယ်သူတို့လည်းနှုတ်ဆက်လိုက်ကြပြီးတော့အားလုံးကားပေါ်တက်ပြီးပြန်ပွဲချင်းပါနေရာကိုသွားကြပါတယ်ဇင်ရန်လည်းသူတို့နဲ့အတူလိုက်သွားပါတယ်သူကဖုန်းကန်လာပြီးတော့သူ့ဖုန်းနဲ့သူ့ဖေရဲ့အရင်ပွဲကိုဗီဒီယိုတစ်ခုကြည့်နေပါတယ်သူတငယ်ချင်းကတော့အဲ့ဒီတိုက်ပွဲကိုကြည့်ပြီးတော့ရက်စိတ်လှုပ်ရှားသွားပါတယ်ဒီတိုက်ပွဲကအရင်ကောင်းနေကွာဒီဝဲမတိုင်ရင်ကာဆွေးရအောင်ဘယ်သူမှအနိုင်မတိုင်ဘူးလို့ပြောလိုက်ပါတယ်တကယ်တော့နှစ်ယောက်လုံးကဂျင်းရဲ့ဖုန်းနဲ့အဖေပြီးပြီးတော့သူ့ဖေကတော့ကာဆွေးရဖြစ်ပါတယ်သူတို့တွေကတော့ကာဆွေးရဂျင်းရဲ့အဖေဖြစ်မှမသိကြပါဘူး ပြီးတော့သူ့တငယ်ချင်းကလည်းပြန်ဝဲမှာပါဝင်တဲ့သူတွေကအင်အားကြီးတဲ့အကြောင်းပြောပြပါဗျာ။အဲ့ဒီကျဲမှာအရှိမထိုင်တဲ့ဖိနစ်လည်းပါပါတယ်။သူတို့ရှိမထိုင်တဲ့သပင်ဝိုင်ရောင်နဲ့ဖိနစ်ဆိုတဲ့လူကလည်းကာဆူရောင်နိုင်လူနီပါတိုက်ခိုက်ဖို့ရလို့ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့သူတို့ပြိုင်ပွဲချင်းပါနေရာရောက်သွားပါတယ်။အဲ့ဒီနေရာတော့ရမ်းကျဲပြီးတော့လူသူရောက်ပေါ်နေတဲ့နေရာတစ်ခုမှရှိပါတယ်။ဂျင်းကတော့သူတို့အတွင်းရင်းမှုသူ့ဖို့ပမာလဲလုံပေးပြီးသူရှိသွားလိုက်ပါတယ်။ရောက်တာနဲ့အရင်ဆုံးအိုးကတကယ်လာမလားလုံပေးလိုက်ပါတယ်။သူ့ဖို့ကတော့ အိုးကောဒီနေရာတက်ခိုက်ရေးစိတ်တဲ့ဆွဲဆောင်နေလို့သူလဲလာမှာပဲမင်းကတိုက်ပွဲတိုင်းမှာအနိုင်ရမှာသူ့ကိုတက်ခိုက်နိုင်မယ်လို့ပြောလိုက်ပါတယ်ဂျင်းကတော့ကောင်းပါတယ်လို့ပြောလိုက်ပြီးသူ့ဖုန်းနဲ့သူ့ဖေရဲ့ရန်တိုက်ပွဲကြောင့်မွေးလိုက်ပါတယ်ဒါမှမသူ့ဘိုးကတော့မဖြေဘဲနဲ့မင်းအခုမတီးတဲ့နေရာရင်းနဲ့မင်းရဲ့စိတ်ကိုရှုပ်ထွေးမနေနဲ့လက်ရှိကိုပဲအာယုံဆိုင်လိုက်လို့ပြောလိုက်ပြီးတော့သူ့ကိုထားခဲ့ပြီးထွက်သွားခဲ့ပါတယ် ဒီလိုနဲ့ဂျင်းလေးပြန်လာနေတော့မှပဲလူတယောက်ပေါ်လာပြီးသူ့ကိုတားလိုက်ပါတယ်ပြီးတော့ဟေးဟိုက်ချီလေးချင်းဖေးတာမင်းမလားသူနာလူရဲ့အကောင်လုံးမကောင်းတာဖြစ်တတ်တယ်လို့ပြောလိုက်ပါတယ်ဟေးဟိုက်ချီကတော့သူ့အဖိုးဖြစ်ပါတယ်ဂျင်းကတော့သူ့ပြန်မပြောဘဲထပ်သွားဖို့လက်ဝေးမယ်အဲ့ဒီလူကတော့သူ့ကိုထိုးလိုက်ပြီးနောက်ဆုတ်သွားစေပါတယ်ဒါမှဂျင်းကတော့သူ့ဒေါသထင်းလိုက်ပြီးပြန်ပွဲကွဲမှာတွေးကြတာပေါ့လို့ပြောပြီးထွက်လာခဲ့ပါတယ်သူ့လမ်းလျှောက်နေတော့မှပဲသူတို့ကိုဟေးဟိုက်ချီကစောင့်ကြည့်နေပါတယ်သူကတော့ဂျင်းတို့ဖြစ်ပြက်နေရကြည့်နေပြီးတော့သူ့ဘေးကအတွင်းမှုမလေးကိုလေဂျင်းမနှက်ဖန်အဲ့ဒီလူနဲ့တိုက်ရအောင်စီစဉ်ပေးလိုက်လို့ပြောလိုက်ပါတယ် မင်္ဂလာရတော့ကောင်းပါလေလို့ပြောလိုက်ပါတယ်။ချင်းကတော့အဲ့ဒီနေရာနေထွက်လာခဲ့ပြီးတခြားတက်ခိုက်ရတဲ့မှာမင်္ဂလာတရားကိုတွေ့ပြီးတော့အရင်ပြန်ပွဲမှာဟေးဟချီနဲ့ကာဇူယာနဲ့တိုက်တဲ့ပွဲကိုမြင်ဘူးလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့မင်္ဂလာရတော့ဒါငါဝင်ပါလို့မရတဲ့ကိစ္စပဲ။မင်းမီရှိမမျိုးနဲ့နဲ့ပတ်သက်နေအကောလုံးရှော့တွဲကုန်မယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ဖီနစ်ကတော့ဂျင်းစကားပြောနေတာကိုကြားပြီးတော့လာစမ်းမှာဘာဖြစ်ခဲ့လဲငါပြောပြမယ်လို့ပြောလိုက်ပါတယ်။ဂီလိုနဲ့ဂျင်းလည်းတိုက်ပွဲမှာဘာဖြစ်ခဲ့လဲအကုန်တီးသွားခဲ့ပါတယ်။ဟေးဟချီရဲ့သားဖြစ်တဲ့ဂျင်းရဲ့အဖေကတော့ပထမချီကိုနိုင်ရသွားလို့သူ့ဖြစ်ဖြစ်တဲ့ ဟင်းဟိုက်ချီကိုတောင်ကုန်းပေါ်ကနေလွှတ်ပစ်လိုက်ပါတယ်။ဒါမဲ့ဂျင်းရဲ့ဖိုးကတော့မသေးပဲနဲ့နောက်ချီမှပြန်လာကကာဆူယောက်ချပြီးပွဲဝင်နိုင်သွားခဲ့ပါတယ်။ဂျင်းကတော့ဒါဆိုသူတကယ်ကာဆူယောက်တက်လိုက်တာလားဒါမှမဟုတ်မတည်ယူလားလို့မေးလိုက်ပါတယ်။ဖီနီကတော့ကာဆူယောက်တက်နေတာဘာမှမမြင်ဘူး။ဒါမဲ့လူတွေအကုန်လုံးကအဲ့ဒီလိုပြောကြတယ်။ဒါမဲ့အဲ့ဒီကိစ္စကနောက်ထပ်မင်းမဆွတ်ဖက်နဲ့မနှက်ဖက်မင်းရဲ့တိုက်ပွဲအတွက်ပြင်ဆင်တော့လို့ပြောလိုက်ပါတယ်။ဂျင်းကတော့ကောင်းပါလို့ပြောလိုက်ပြီးသူတို့ကိုနှုတ်ဆက်ပြီးထွက်သွားခဲ့ပါတယ်။ ဂျင်းအားလည်းချက်ချင်းပဲသူ့ဖိုးရဲ့အဆောင်ရှိကိုတွားပြီးသူ့ကိုဝင်ဝင်မေးဖို့ပြောပါတယ်။ဂျင်းကိုဝင်ခဲ့မပေးချင်ပေမဲ့ဂျင်းကတော့အတင်းဝင်သွားခဲ့ပြီးတော့ချက်ချင်းပဲသူ့ဖိုးကျွန်တော်ဖေကိုတတ်လိုက်တာလားလို့မေးလိုက်ပါတယ်။အပိုးကတော့ဟုတ်တယ်။မင်းကဖေကရန်တက်မာလေးတတ်ခိုက်ရည်တမပါပဲ။ဒါမှမဟုတ်ငဆိုးတွေကသူ့ကိုလွှမ်းမိုးသွားခဲ့တယ်။ဒါကြောင့်ငါသူ့ကိုတတ်လိုက်ရတာလို့ပြောလိုက်ပါတယ်။ဂျင်းကတော့ဘာမှနားမလည်ဘဲနဲ့ရှင်းပြပါလားလို့ပြောလိုက်ပါတယ်။ဒါကြောင့်သူ့ဖိုးကသူ့ဖေမှာရှိတဲ့မကောင်းဆုံးဝါမျိုးပိစာအကြောင်းရှင်းပြလိုက်ပါတယ်။အဲ့ဒီမျိုးပိစာကတော့သူ့ကိုပို့ပြီးစွမ်းအားကြီးမားလောက်အောင်လုပ်ပေးပြီးတော့သူတို့တွေတိုက်ခိုက်တဲ့အခါအိုးကောက်ဆွဲဆောင်ပါတယ်။ ဒါကြောင့်အိုးကမင်းစီလာပြီးမင်းအမေကိုတက်လိုက်တာလို့ပြောလိုက်ပါတယ်။ဂျင်းကတော့ဘာမှနားမလဲပဲနဲ့ဒါဆိုငါ့မှာအဲ့ဒီမျိုးဗီဇာမရှိဘူးဆိုတော့ဘယ်လိုလုပ်ဖြစ်နိုင်တာလဲကိုမေးလိုက်ပါတယ်။သူ့ဖိုးကတော့မင်းမှလည်းရှိတယ်။အဲ့ဒီနေရာမင်းတယောက်ယောက်နဲ့တိုက်ခိုက်ခဲ့တာသိကြတယ်။ဒါကြောင့်တားရရမင်းရဲ့တိမြောက်တိပြီးမင်းအမေကိုတက်လိုက်တာလို့ပြောလိုက်တော့ဂျင်းလည်းအရာသူ့နိုင်ချင်းခဲ့တဲ့သူတွေကိုသတိရသွားပါတယ်။သူတို့နဲ့ချပြီးတော့အိုးကပေါ်လာတာဖြစ်ပါတယ်။တကယ်လို့သူ့ဖိုးကတော့ဂျင်းကိုဒီနေရာကိုခေါ်လာတာလဲအိုးကကိုရာခေါ်ဖို့ပါပဲ။မင်းရဲ့အင်အားကုန်လုံးအာယုံဆက်ပြီးမင်းရဲ့စိတ်ကိုထိန်းထားရမယ်လို့ပြောလိုက်ပါတယ်။ အဲ့ဒီချိန်မှာပဲစိတ်ထိခိုက်နေရခြင်းလည်းကောင်းပါလေလို့ပြောလိုက်ပါတယ်။နောက်နေ့မှာတော့ဂျင်ကသူ့ရဲ့တိုက်ပွဲအတွက်ပြင်ဆင်နေပါတယ်။အဲ့ဒီချိန်မှာပဲမင်းကလေးတယောက်ရောက်လာပြီးသူ့ကိုယ်သူမိတ်ဆက်ပါတယ်။သူမရဲ့နမရရှောင်ဖြစ်ပြီးတော့သူမကတော့အရင်ကျင်နာတဲ့ပုံစံနဲ့မင်းဘာလို့ဒီမှာထိုင်နေရလဲ။မင်းပြိုင်မွဲကတော့လေ့ကျင့်နေရတွေ့ခဲ့တယ်လို့ပြောလိုက်ပါတယ်။ဂျင်ကလည်းသူစကားကိုကြားတော့အံ့ဩသွားပြီးသူ့ပြိုင်မွဲကဘာတူလဲလို့မေးလိုက်ပါတယ်။မင်းကလေးကတော့သူ့နမရစမစ်လို့ပြောလိုက်ပါတယ်။ဂျင်ကလည်းသူ့နမရကိုကြားတော့အံ့ဩသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့စမစ်ကမနေ့ကသူ့ကိုထိုးဖို့စူးစမ်းခဲ့တယ်လို့မို့လို့ပါပဲ။ ဒီလိုနဲ့သူလဲကိုင်းနဲ့ရောက်လာခဲ့ပြီးအဲ့ဒီမှာစမိတ်နဲ့တွေ့ပါတယ်။သူ့ဖိုးနဲ့အားလုံးကတော့ပွဲရစိတ်ဝင်စားနေစောင့်ကြည့်နေပါတယ်။အဲ့ဒီချိန်မှာဒိုင်လူကြီးကတိုက်ခိုက်မှုကိုစတင်ကြောင်းကြီးညာလိုက်တယ်တိုက်ပွဲစတင်ခဲ့ပါတယ်။ပွဲစတဲ့ချက်ချင်းမှာပဲထိုးကျမှုတွေစတင်ပါတယ်။အစာပိုင်းမှာတော့စမိတ်ကအသာစီးရနေခဲ့ပါတယ်။သူ့ရဲ့ခြေကန်ချက်တွေအောက်မှာဂျင်းကသူ့ဘာမှပြောမလုပ်နိုင်ပါဘူး။စမိတ်ကတော့ဂျင်းကအတွေ့အကြုံနဲ့တော့တုံးချပြီးချက်ချင်းပြီးတတ်ဖို့ကြိုးစားပါတယ်။ဒါမဲ့ဂျင်းကတော့သတိဝင်လာပြီးသူ့မိအတွက်ဖြစ်ခဲ့တဲ့အရာအားလုံးသတိရသွားပါတယ်။ သူကသူ့ရဲ့အင်အားတွေစုစည်းလိုက်ပြီးစမစ်ကိုလက်တီးရီဒရဇက်ပစ်သွင်းပြီး6000နဲ့ကန်လိုက်ပါတယ်စမစ်ကတော့ပြန်ထလာပြီးသူ့ကိုပြန်တိုက်ခိုက်ဖို့ကြိုးစားပါတယ်ဒါမှဂျင်ဟာလည်းသူ့ရဲ့ဆွမ်းအားပြင်းတဲ့လက်တီးရီကိုတုံးပြီးစမစ်ကိုလက်တီးမိုးရွာတယ်လို့ထိုးချပြီးလဲကျသွားစေပါတယ်ပြီးတော့သူ့ကိုကြည့်လိုက်ပြီးတော့ထပ်မထနဲ့တော့ခင်ဗျားရှုံးသွားတယ်လို့ပြောလိုက်ပါတယ်ဒါမှစမစ်ကတော့သူ့မှအနာကိုထိသွားတယ်လို့ပြောတော့ပြန်ထလာပြီးတော့ဂျင်ဝန်ထိုးဖို့ကြိုးစားပြီးမြဒုတိယချက်ပါဝါလက်တီးအောက်မှာပဲကြာရှုံးသွားခဲ့ပါတယ်စမစ်ကတော့လက်မလျှော့သေးပဲတတိယချိန်ထပြီးသူ့ကိုထိုးဖို့လုပ်လိုက်ပါတယ် ဒါမှဂျင်းကတော့သူ့ကိုမလုံရမှမသိတော့ပါဘူးဒါကြောင့်သူ့ခြေထောက်ကိုကန်လိုက်ပြီးချိုးလိုက်ပါတယ်စမေလည်းမြေပေါ်လဲကြပြီးမလုံနိုင်တော့ပါဘူးဒါကြောင့်ဒိုင်လူကြီးကလည်းသူ့ကိုထားခဲ့ပြီးရလောက်ကျင်ညာလိုက်ပါတယ်ဒီလိုနဲ့ဂျင်းကလည်းသူ့ရဲ့ပထမဆုံးတိုက်ပွဲမှာအနိုင်ရခဲ့ပြီးဒုတိယအဆင့်ကိုတတ်သွားခဲ့ပါတယ်ပြီးတော့ဂျင်းရဲ့တငယ်ချင်းတွေကလည်းသူ့အတွက်အောင်းမွေးခံမှုဆင်းလာကြပါတယ်ဒါမှဂျင်းကတော့သူ့တို့ကိုကြောခိုင်းပြီးထွက်လာခဲ့ပါတယ်ပြီးတာနဲ့သူကပြိုင်မဲ့ခြေထောက်ချိုးလိုက်ပြီးတော့တယောက်ထဲဝန်းနေနေပါတယ်သူ့တငယ်ချင်းကတော့သူ့ကိုအားပေးဖို့နောက်လိုက်လာခဲ့ပါတယ် ာဘလို့မင်းမျက်နှာရှုံးမဲ့နေရလဲမသိရင်မင်းရှုံးသွားကြရတယ်ဂျင်းကတော့ငါငါရဲ့ပြိုင်မချက်တော့ချိုးကျင်တာမဟုတ်ဘူးဒါမဲ့ तू လက်မလျှော့ပိုင်ငါ့ကိုဆက်တိုက်ခိုင်းနေဒါကြောင့် तू မလုံနိုင်အောင်လုပ်ဖို့ပဲတက်နိုင်ငယ်လို့ပြောလိုက်ပါတယ် तू တငယ်ချင်းကတော့မင်းတင့်ယူထားတဲ့တိုက်ခိုင်းနေကြအနေရများတယ်ဒါမဲ့စင့်ပူနေကွာမင်းလုတ်ခဲ့တာမှန်ပါတယ်လာခဏနေလာမယ်ရှောင်းရင်ပွဲရသွားကြည့်အောင်သူ့လက်ရောက်ခံနေပြီလို့ပြောလိုက်ပါတယ်ဒီလိုနဲ့ပွဲနေခဲ့ပြီးမှပဲရှောင်းနေနီနာရဲ့တိုက်ပွဲကရောက်လာခဲ့ပါတယ်ပြီးတာနဲ့သူတို့တွေတိုက်ပွဲကိုစတင်ခဲ့ပါပဲ အဲ့ဒီချိန်မှာပဲကျင်ရတယ်သူ့ဖို့ဒီလိုခလေးတယောက်ပတိုက်ပွဲတွေမှာပါဝင်ခဲ့ဘလို့ပေးလိုက်တာလဲလို့မေးလိုက်ပါတယ်သူ့ဖို့ကတော့အဲ့ဒါတွေကအရေးမကြီးပါဘူးကွာအရေးကြီးတာကတော့မင်းသူ့ပဲကြည်ဘာလို့လဲဆိုတော့ तू ကလက်ရှိတိုက်ပွဲကိုပဲအာယုံဆိုင်တယ်ငါပေါအောင်ဆိုလိုလာလဲဆိုတာမင်းတိလိုက်မယ်လို့ပြောလိုက်ပါတယ်အစပိုင်းတော့ရှောင်းက तू မရဲ့နာမည်အတိုင်းရှောင်းတိန်ကျောင်းစွာနဲ့နီနာကိုတတ်ခိုက်နေပါတယ်ဒါကြောင့်နီနာရှောင်းဘလို့ထိအောင်ထိုးအောင်မသိပါဘူး ဒါမဲ့နီနာကတော့သူမရဲ့အားကောင်းဆုံးစွမ်းရည်ကိုသုံးပြီးတော့သူ့ကိုတစ်ချက်ထဲနဲ့ဖမ်းထားလိုက်ပါတယ်။ဒါကြောင့်ရှောင်းလဲလေဝင်းညစ်ခံနေရတော့အလုံးအတူတူဆိုးရိမ်နေကြပါတယ်။ဒါမဲ့ရှောင်းကတော့ကိုယ်ကိုတပတ်လိုက်လိုက်ပြီးတော့ချက်ချင်းမဲ့နီနာအမြင်မြင်ဆန်ဆန်မဲ့ကန်ချလိုက်ပါတယ်။ပြီးတော့နီနာရဲ့လေဝင်းပေါ်မှာထိုင်လိုက်ကအသက်ကောင်တီးပေးလိုက်ပါတယ်။ဒီလိုနဲ့လှပစာနဲ့ပဲရှောင်းကသူ့ရဲ့တိုက်ပွဲကိုနိုင်သွားခဲ့ပါတယ်။ဂျင်းလဲသူမကိုကြည့်နေပြီးတော့ရဲစိတ်လုံရှားသွားပါတယ်။ပြီးတော့နေ့လယ်ပိုင်းမှာဂျင်းကစမိတ်ရဲ့အခန်းကိုသွားပြီးတော့သူ့စကားပြောဖို့ကြိုးစားပါတယ်။ ။ဒါပေမဲ့သူကတော့အဲ့ဒီမှာမရှိပါဘူး။ဂျင်းလဲသူ့ကိုရှာရင်းနဲ့နောက်ဆုံးသူ့ကိုတွေ့လိုက်ရပါတယ်။စမစ်ကတော့ထူးဆန်းလိုက်တာ။တယောက်ယောက်ငါးခြေတော့ချိုးပြီးတော့အခုငါ့ကိုနှစ်သိမ့်ပေးနေတယ်လို့ပြောလိုက်ပါတယ်။ဂျင်းကတော့ပြန်တိုက်ခိုက်နိုင်ဖို့ခမရတိုက်ခိုက်ဖို့ညှိဖို့ပဲလိုတာပါလို့ပြောလိုက်ပါတယ်။စမစ်ကတော့ကောင်းလေ။မင်းကဟိုအဖိုးရဲ့လူမိုက်ပဲ။သူကမင်းကိုပြန်မွေးတဲ့ထည့်ပြီးသူ့အတွက်ပဲတုံးချနေရ။မမီတာစုလည်းသူ့ကြောင့်ပဲတည်ခဲ့ရတာလို့ပြောလိုက်ပါတယ်။ဂျင်းကတော့စမစ်ကိုသူထင်ထားတဲ့အတိုင်းမဟုတ်ဘူးဆိုတာရှင်းပြဖို့ကြိုးစားပါတယ်။ဒါပေမဲ့စမစ်ကတော့သူ့မယုံပါဘူး။အဲ့ဒီချိန်မှာပဲဂျင်းရဲ့အဖိုးကအဲ့ဒီနေရာရောက်လာပြီးတော့ ဂျင်းကိုပြန်သွားပြီးမနက်ဖြန်သူ့ပွဲတော်လေ့ကျင့်ခိုင်းလိုက်ပါတယ်။ဒါကြောင့်ဂျင်းလည်းဒီနေရာအနီထွက်သွားပါတယ်။ပြီးတဲ့နေ့သူ့အဖိုးနဲ့လိုက်ဆောင်နေပြီးတော့သူ့ဘွားရဂျင်းမင်းအမေကိုလက်စားချေချေမင်းရဲ့အားနည်းချက်တွေအကုန်လုံးဖယ်ရှားပြရမယ်။နောက်ဆုံးထိစိတ်သက်ခံမနေရမယ်လို့ပြောလိုက်ပါတယ်။ဒါကြောင့်ဂျင်းလည်းကောင်းပါပြီလို့ပြောလိုက်ပါတယ်။နောက်နေ့မှာတော့တိုက်ပွဲစတင်ခဲ့ပါတယ်။သူ့ရဲ့တငယ်ချင်းဟိုဝမ်နဲ့တိုက်ရမှာပါ။နှစ်ယောက်စလုံးကလည်းမျက်နှာချင်းဆိုင်ပြီးရက်နေရပါတယ်။ဒီချိန်မှာပဲဒိုင်လူကြီးကစတင်ခိုင်းလိုက်ပါတယ်။ အစားပိုင်းမှာကြည်ဟာသူ့အမေရဲ့စကားကိုတတိယပြီးအဲ့ဒီတိုင်းတိုက်ခိုက်ခဲ့ပါတယ်။သူကသူ့ဒေါသကိုစွမ်းကုန်ထိန်းချုပ်ပြီးတိုက်ဖို့ကြိုးစားပါတယ်။ဒါမဲ့နောက်တော့သူ့ဖိုးရဲ့စကားကိုတတိယလာခဲ့ပါတယ်။မင်းအနိုင်ရလေအိုးကောင်အနိုင်မို့နီးလေဖြစ်မှာလို့ပြောခဲ့ပါတယ်။ဒါကြောင့်သူကသူ့ရဲ့စွမ်းကုန်ထုတ်သုံးလိုက်ပါတယ်။ပြီးတော့နှစ်ယောက်စလုံးပြင်းပြင်းထန်ထန်ပဲတိုက်ခိုက်ကြပါတယ်။ဒါမဲ့တစ်ချက်မှာတော့ကြည်ဟာသူ့ရဲ့အထူးတိုက်ခိုက်မှုကြောင့်အနီယောင်ပါဝါတွေထွက်လာခဲ့ပါတယ်။ဒီအနီယောင်ပါဝါနဲ့အတူသူ့ရဲ့အထူးတိုက်ကောတော့ငါပြန်မအနိုင်ယူလိုက်ပါတယ်။ဒါမဲ့သူ့တငယ်ချင်းကတော့မြေပေါ်မှာလင်းနေပြီးမလုံနိုင်တော့ပါဘူး။သူ့ဖိုးကတော့သူ့ကိုပီးတက်စီဖို့စောင့်နေကြပါတယ်။ ဒါမဲ့ဂျင်ကတော့သူ့တငယ်ချင်းလက်ခံပေးလိုက်ပြီးထူလိုက်ပါတယ်။မင်းရှုံးသွားပြီကွာထားတော့ဘီယာတော့တောက်ကြအောင်။ဒါကြောင့်သူ့ဖွားအရန်တော်သားထွက်နေပါတယ်။ဂျင်ကကျင်နာမှုတွေရှိနေလို့စိတ်ဆိုးနေကြပါတယ်။ဒါမဲ့ဂျင်နဲ့သူ့တငယ်ချင်းတွေကတော့အပြစ်မအားယူဖို့တော့ထပ်သွားကြပါပြီ။ဒီနေ့ကလည်းအကလူနဲ့ပြီးဆုံးသွားခဲ့ပါတယ်။